ါရမီဆိုတာမြင့်မြတ်သူတို့ရဲ့အလုတ်မြင့်မြတ်တဲ့အလုတ်ပါရဆိုရင်နိဗ္ဗာန်တည်းဟူသောတစ်ဖက်ကန်းကိုရောက်စေတတ်ရစေတတ်တဲ့အလုတ်အဲကိုပါရမီလို့ခေါ်တာနော်အဲ့ဒီမြင့်မြတ်တဲ့အလုတ်ပါရမီကဘယ်နှပါရှိတော့၁၀ပါတဲ့ဒါနံသီလင်္ဆနိခမပညာဝိရိယပင်စမခန္တီသစ္စာအဋိဌာနမေတ္တုပိခာတိမာတတ ဒါနရယ်သီလရယ်နိခမရယ်ပညာရယ်ဝရိယရယ်ဒါကုခန္တီတစ္ဆာအဋိဋ္ဌာနမေတ္တုပိခာတိမေတ္တုပိခာဆိုတာမေတ္တာနဲ့ဥပိခာကိုယောထားနော်မေတ္တာရယ်ဥပိခာရယ်ဘယ်နှမျိုးလို့၁၀မျိုးအဲ့ဒါဘဝမှာ မြင့်မြတ်ခြင်းလေဆိုရင်မြင့်မြတ်တဲ့အလုတ်ကိုလုံးမယ်ဆိုရင်ဒီ10မျိုးသောအလုတ်ကိုကျွမ်းကျင်ထားရဒီ10မျိုးကိုနားလည်ထားရပို့ပြီးတော့မြင်မာတဲ့ရည်ရွယ်ချက်နဲ့နိဗ္ဗာန်တည်းဟူသောတဖက်ကန်းကိုငါရောက်အောင်သွားမယ်ဆိုရင်လေဒီ10မျိုးသောလမ်းစဉ်ကိုဘုံဘုံတို့ကျွမ်းကျင်ထားရမယ်နံပါတ်1ဒါနာတဲ့နှမျောဝန်တိုမှုအညစ်အကြေးကိုစစ်ကြောနိုင်ရမယ် ပေးနိုင်ရမယ်ဝေနိုင်ရမယ်မျှနိုင်ရမယ်နော်ကိုယ့်ရဲ့အစွမ်းအစ ရှေးအတိတ်ကံပြစ္ဆုတ်ပါအစွမ်းအစတွေပေါင်းဆက်လို့ရထားတဲ့ဥစ္စာပစ္စည်းကိုကိုတယောက်တည်းသုံးဆွဲမယ်ဆိုတဲ့ဘောင်ချင်းနဲ့အမြင်ကိုကြော်လွန်စေရမယ်တတ္တဝါတွေကိုလည်းဝေမယ်မျှမယ်ဝေနိုင်တဲ့စိတ်မျှနိုင်တဲ့စိတ်ဟာမြင့်မြတ်တဲ့စိတ်ပဲဒါနာတဲ့ပြီးတော့မှာတော့တိလာတဲ့ တိလဆိုတာကိုယ်နဲ့နှုတ်ကိုအပြစ်ကင်းအောင်စောင့်စည်းတာကိုယ့်ရဲ့ကာယကမှုဝစီကံမှုကြောင့်ဘသူ့ကိုမှမထိခိုက်စေရဘူးဟုတ်လားဒါနံတိလင်စနိခမဟောနိခမနိခမဆိုတာထွက်မြောက်ကြောင်းတရားလို့အဓိပ္ပာယ်ရဟုတ်လားအကုသိုလ်သဘောကနေကုသိုလ်သဘောဖြစ်အောင်လုပ်ရင်အဲ့ဒါနိခမဖြစ်တော့တာပဲသူက နားလည်ရမယ်နော်ဒီဥစ္စာလေးကိုနိခမဆိုရင်တောထွက်တာလို့ဘောင်းချင်းချင်းလေးနားလည်ထားလို့အပြည့်စုံမှုခုထိုင်နေရင်လည်းနိခမဖြစ်အောင်လုပ်လို့ရတယ်ပြောရရင်ကုသိုလ်တရားမှန်သမျှအလုံးဟာနိခမပဲတော့ညင်နွမ်းမှုကနေဖြူစင်မှုတွေကိုထွက်သွားတာပေါ့နော်ဒီနေနေကြနေရာလေးကညင်နွမ်းတယ်စိတ်ကလေးကနေနေကြနေရာလေးကညင်နွမ်းတယ်ဟုတ်လားအဲ့ဒါကိုဘုံဘုံတို့ကဖြူစင်မှုတွေကိုရှေ့ရှုပြီးတော့ထွက်နိုင်အောင်လုပ်တယ်အနှစ်သာရရှိရှိ ထွက်နိုင်ဖို့လိုတယ်နော် ညှဉ်းနှွမ်းမှုကနေဖြူရှင်မှုတွေကိုထွက်တယ်။ပူလောင်မှုကနေငြိမ်းအေးမှုတွေကိုထွက်တယ်။လှုပ်ရှားမှုကနေငြိမ်သက်မှုတွေကိုထွက်တယ်။ရှုပ်ထွေးမှုကနေရှင်းလင်းမှုတွေကိုထွက်တာ မလီကောင်းတယ်နော်။အဲ့ဒါပါတော့နိခမဒါနံတိလင်္စနိခမပညာဝီရိယပင်စမပညာတဲ့ပညာဆိုတာ တဘာဝတရားတွေရဲ့အကြောင်းကိုပိုင်းခြားဝေဖန်ပြီးတော့အသေးစိတ်မှန်မှန်ကန်ကန်သိတာကိုပညာလို့ခေါ်အလွန်မြတ်လို့ရကောင်းတဲ့တဘာဝတရားတစ်ခုယရဏလို့မြတ်စွာဘုရားဟောတယ်နော်ပညာနရဏံရတနံလူသားတွေရဲ့လောကမှာတန်ဖိုးအကြီးဆုံးယရဏပဲတဲ့ပညာဟုတ်လားပညာဆိုတာပထမအချက်အကြောင်းအကျိုးကိုသိရတယ် တခုခုဖြစ်တာကိုတွေ့ဒါဘာကြောင့်ဖြစ်တာစဉ်းစားဒါကြောင့်ဘာဆက်ဖြစ်နိုင်လဲဆိုတာကိုလည်းစဉ်းစားအဲ့ဒါဘာလို့ပညာအကြောင်းအကျိုးကိုသိနော်ဒါနံတိလင်္ဆတ်နိခမံပညာဝီရိယတဲ့ဟောငါးခုမြောက်ကမြင့်မြတ်ခြင်းတဲ့လူဟာကြိုးစားရမယ်မကြိုးစားလို့မရအောင်ငါလုပ်မယ်ဒီလုပ်ငန်းကိုလုပ်မယ်ဒီစိတ်ရှိရမယ်နော်တကယ်လည်းပဲဘုံတို့ဟာ နော်ဒါနလည်းကြိုးစားမှဖြစ်တာတိလလည်းကြိုးစားမှဖြစ်တာနိခမလည်းကြိုးစားမှဖြစ်တာပြောရရင်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်ကြိုးစားမှရတာဒီတိုင်းနေလို့ဘာမှရလာတယ်ဆိုတာမရှိဘူးဒါကြောင့်ပြောထားတာလေးတစ်ခုကောင်းတဲ့ပေါ်လာတယ်နော်ချင်းသေးကြီးကစွန့်လိုက်တာ သူ့မှာတခါလဲခွန်အာဘလာလည်းပြည်တယ်ခြေတော်မှာလည်းပဲခြေသေးကြီးတွေလက်သေးကြီးတွေလည်းပါတယ် သူ့ရဲ့လက်ရဲ့တတော်မှရှင်ဝတ်ထားတဲ့အာကြီးတစ်ခုပါသေးတယ်။နော်အလွန်မှလည်းပဲအသက်အပုပ်ကျွမ်းကျင်တဲ့သားကောင်ကိုဘလို့သားကောင်မဖြစ်ဖြစ်မိအောင်ဖမ်းနိုင်တယ်။ဒါပေမဲ့အိပ်ပျော်နေတဲ့ချင်းသေးကြီးရဲ့ပါဇက်သေးကိုဘယ်သားကောင်မှအလိုလျောက်ဝမ်းမလာဘူးတဲ့။ဟုတ်လား။ကျုပ်တို့လည်းပဲအစွမ်းနေရှိတယ်။လုံးနိုင်စွမ်းတွေရှိတယ်မြင့်မြတ်နိုင်စွမ်းတွေရှိတယ်သို့တော်ဝရိယမရှိဘူးအိပ်ပျော်နေတဲ့ချင်းသေးကြီးလို့ဖြစ်နေမယ်ဆိုရင် ဘလောက်အစွမ်းရှိရှိဘယ်သားကောင်မှအလဲကဝင်မလာဘူးတဲ့ဟုတ်လားကောင်းရနော်ဒါကြောင့်ဖုန်းတို့မြင့်မြတ်ခြင်းဘာလို့အောင်တို့ကြိုးစားရမေးကြိုးစားလို့မရအောင်ဟုတ်လားဒါနံသီလင်္ဆာနိခမပညာဝိရိယပင်စံမပြီးတော့မလဲတို့ခန္တီတစ္ဆာအဋိဌာနခန္တီဆိုတာဘာလို့ပြီးခံနိုင်တာမြင့်မြတ်ခြင်းတဲ့လူတနည်းအားဖြင့်တစ်ဖက်ခန္တီဥသောနိဗ္ဗာန်ကိုရောက်ခြင်းတဲ့လူဟာ ဒီအည်သွေးရှိရမယ်ဒီလမ်းစဉ်ကိုလျှောက်လန်းနိုင်ရမယ်ငါတိခံမယ်ကိုင်ပြောပါစီရပါတယ်ပြန်ပြီးတော့စိတ်ကဒေါသနဲ့မတုံ့ပြန်ပါဘူးထားလိုက်ပါတော့တကယ်တမ်းကကိုဒီလက်ရောက်ကိုလာပြီးတော့နှိပ်ဆက်တယ်စော်ကားတယ်ဆိုတာဘုရားမှာအလုံးမရှားပါပါတယ်အလွန်ဆုံးကိုကိုနှိပ်ဆက်ကြတာဒေါသဖြစ်အောင်လုပ်ကြတာပြောတာဆိုတာလောက်ပဲရှိတာပါတချို့ဆိုရင်ကိုရှိတောင်မပြောရှာပါဘူးကိုယ်ရာလောက်ပဲပြောတာ တယ်လာတဲ့လူရှိလို့လားကြားရတာနော်အဲ့တော့ဘုန်းဘုရားဘာရစီတင်တာဆိုတော့အတိခံလိုက်ပါ ထားလိုက်ပါ စိတ်ထဲထည့်မနေပါနဲ့ဆိုတဲ့သဘောလေးပေါ့နော်တချို့ကကိုယ့်အကိုအလုရှုပ်ခံပြီးတော့ဓာကြီးကိုတွေးနေလို့ပြဿနာဖြစ်နေတာထားလိုက်ဓာတ်ရဲ့အရေးကြီးတယ်လို့ငါလောက်အောင်ပဲဆိုရင်အလိုလိုတိခံမိတာဖြစ်သွားဘလောက်ကောင်းတော့ဟုတ်လားဒါကြောင့်မြင့်မြတ်ခြင်းနဲ့ဆိုရင်ဘလောက်အောင်တော့တိခံရမယ်ခန္တီပရမတ္တပေါ်တိဋ္ဌိခါ ဒီအကျင့်ဟာအကောင်းဆုံးကျင့်ပဲတရတ္ထပရမအတ္ထသူလောက်ကိုယ့်ရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေတဲ့အရာဘယ်ရာမှမရှိဘူးလို့ခန္တီရဲ့အပေါ်မှာမြတ်စွာဘုရားအဲ့လိုမြင်တာခန္တီပြီးတော့ပါဆုံးသစ္စာတဲ့မြင့်မြတ်ခြင်းနဲ့နိဗ္ဗာန်ကိုရခြင်းနဲ့ဆိုရင်မှန်ကန်ရမယ်အပြောမှန်ရမယ်အလုံးမှန်ရမယ်အထူးသဖြင့်ကိုယ့်ရဲ့နှုတ်ကထွက်တဲ့စကားဟာမှန်ကန်ရမယ်သစ္စာ တစ္ဆာမရှိဘဲနဲ့တစ္ဆာတိဖို့မလွယ်ဘူးဟုတ်လားတစ္ဆာဆိုတဲ့အမှန်တရားကိုသိရင်အရိယာဖြစ်တာပဲအရိယာဆိုတာဖြူစင်တာကိုပြောတာနော်အဲ့ဒီတစ္ဆာဆိုတဲ့အမှန်တရားကိုသိရင်တစ္ဆာအရင်ဘာလို့အောင်လို့ရှိရမယ်မှန်ရမယ်ပေါ့နော်ခန္တီတစ္ဆာပြီးတော့ပါလို့အဋိဌာန်နဲ့အဋိဌာနအဋိဌာန်ဆိုတာဒါလုံမယ်ဆိုလို့ရှိရင် တကယ်ဖြစ်အောင်လုပ်တာပြီးသွားအောင်လုပ်လိုက်တာပေါ့ဆိုကြအောင်ဆိုငါတရားနာယူဝတ်ထိုင်မယ်ဆိုနာယူဝတ်မပြီမချင်မထအောင်ပေါ့ကိုယ့်ရဲ့သတ်မှတ်ချက်ကိုကိုပြန်ပြီးတော့တီအောင်လုပ်တာကိုဘာလို့ခေါ်တော့အဋိဌံအဲ့ဒါကနော်ဒီပါရမီ၁၀ပါးထဲမှာ तू ကနည်းနည်းတော့မျက်နှာငယ်ပုံရတယ်အဲ့ဒီပါရမီလေးကသိပ်ပြီးတော့အပြောမများကြအောင်တကယ်တမ်းကအဲ့ဒီဥစ္စာလည်းပဲလိုအပ်တယ်နော်အောင်မြင်ခြင်းနဲ့မြင့်မြတ်ခြင်းနဲ့နိဗ္ဗာန်ရခြင်းနဲ့ဆိုရင်အဲ့ဒီအဋိဌံလည်းပဲပါဖို့လိုရယ်နော် ဒါမှပါရမီကအလွန်ကောင်းတယ်နော်ပါရမီ10ပါခန္တီသစ္စာအဋိဌာနပြီးတော့ပါတော့မေတ္တုပိခာတိမာရတာတဲ့မေတ္တာဥပိခာမေတ္တာဆိုတာတတ္တဝါတွေရဲ့အပေါ်မှာအကျိုးလိုလားတဲ့စိတ်ကောင်းစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့အစဉ်ပြေစေခြင်းနဲ့အလွန်ကောင်းတဲ့စိတ်ပဲစိတ်ကောင်းနှလုံးကောင်းဆိုတာအဓိကမေတ္တာကိုပြောတာလို့တောင်ကြောက်ကခံစားရတယ်သူများပေါ်ချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့အာမအစဉ်မပြေတာ မဖြစ်စေခြင်းဘူးအဲ့ဒီစိတ်ကလေးကအမွန်မြတ်တယ်နော်အဲ့တော့ခဏခဏကိုယ်စိတ်တည်းဖြစ်အောင်လုပ်ရင်ငြိမ့်အေးပြီးတော့လူကဘလို့ဖြစ်တာလဲဆိုတော့တော့ဒေါသကြောင့်အလိုမကျမှုကြောင့်ဖြစ်တယ်လှုပ်လက်ခတ်မှုတွေပူလောင်မှုတွေအများကြီးျော့နေဟုတ်လားဒါကြောင့်မြင့်မြတ်ခြင်းတည်းဆိုရင်မေတ္တာကိုလည်းဘုဖို့တို့နားလည်ပြီးတော့ကျွမ်းကျင်အောင်လှုပ်တဲ့ရမယ်ဟုတ်လားမေတ္တာပြီးတော့ပါတော့ဥပေက္ခတဲ့ဥပေက္ခတော့ မြင့်မြတ်တဲ့လေးလူရှုမှုပညာနဲ့ရှင်တဲ့လေးလူရှုမှုဥပေက္ခာကသူကအလွန်ညီမျှတဲ့သဘောဗက်လိုက်မှုဘာမှမရှိဘူးသူကမြင့်မားတဲ့ရှုတော့ပြောရမှာဆိုရင်ချမ်းသာလို့လည်းပဲသူကလောဘသဘောနဲ့ညွတ်ကြသွားတယ်လို့မရှိဆင်းရဲလို့လည်းပဲဒေါသနဲ့ပေါက်ကွဲသွားတဲ့သဘောလည်းမရှိဘူးအလွန်မှငြိမ်သက်တဲ့သဘောမျှတတဲ့သဘောညီမျှတဲ့သဘောဒါအလွန်မှမြင့်မားတဲ့သူတော်ကောင်းတရားတစ်မျိုးပေါ့နော် ဒါကြတို့မြင့်မြတ်ခြင်းနဲ့လူတွေဒုက္ခဘုံကနေလွတ်ပြီးတော့ဟောဘကန္တိဟူသောနိဗ္ဗာန်ကို ရောက်ခြင်းနဲ့ပုဂ္ဂိုလ်တွေဒီပါရမီ၈ပါးကိုရောက်ရှိတဲ့တဲ့လမ်းစဉ်အနေနဲ့သဘောပေါက်ပြီးတော့ဘာလို့အောင်မလို့ဖြည့်ကျင်ညာရမယ်ပေါ့နော်